မင်္ဂလာပါရှင်မင်းနီးရဲ့ချက်မဲ့စားမဲ့ဆိုတဲ့အစီအစဉ်လေးကကြိုဆိုပါတယ်ဒီနေ့ကတော့မင်းနင်းတီတီမင်္ဂလာဈေးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်ခုတွေ့နေရတော့တီတီမင်္ဂလာဈေးရဲ့ဝင်ဝါကြီးဖြစ်ပါတယ်ကြီးတကောင်ဘလောက်လဲဆိုရင်ဒီဝင်ဝါနဲ့မှာတော့50လေးတွေရောင်းလာလေးရှိပါတယ်ဈေးရုံနဲ့ဝင်ဝင်ခင်အပြင်းတန်းလေးမှာဆိုတော့ အသေးလေးတွေအများကြီးရှိပါတယ်လက်လီလေးတွေဝယ်မယ်ဆိုရင်တော့ဒီအပြင်နှမ်းမှာဝယ်လို့ကောင်းပါတယ်အခုချိန်ဆိုရင်တော့ဈေးကွဲချိန်ဖြစ်နေပါပြီမင်းနင်းတို့လာတာနေ့လဲ7နိုင်ကြော်သွားပါပြီဆိုတော့ဈေးကွဲနေပါပြီမီလေးကလည်းတတော်လေးပူနေပါပြီခုယာဒီအသီးနှံတွေဖြစ်တဲ့မင်းကွတ်တီကြက်မောက်တီတရက်တီအကုန်အစုံရှိပါတယ်တညင်းတီတွေလည်းရှိပါတယ် doing the ac ye men ne တခါမှရောင်းတာမတွေ့ဘူးပါဘူးပိန်းနေစီပဲတွေ့ဘူးတယ်အခုဆိုရင် doing the ac လဲရောင်းတာတွေ့ပါတယ်တချင်းကိုတထောင်ပါတဲ့ doing the ac ကိုငငယ်တော့မင်းနင်းတို့မိဖုတ်စားဘူးတယ်ပြုတ်စားဘူးပါတယ်သူ့ရဲ့အရသာချွတ်တဲ့ချွတ်တဲ့လေးပါမိဖုတ်လို့ရှိရင်ဓာတ်ရလေးတွေပေးပြီးတော့ဖုတ်ရပါတယ်မျက်စိပေါက်တတ်တယ်လို့ငငယ်တော့ကတော့ပြောပါတယ် ကဲအခုဆိုလို့ရှိရင်ဈေးရုံကြီးကဟိုဘက်မှာတယုံဒီဘက်မှာတယုံမင်းနင်းတို့တွေ့ပါတယ်မင်းနင်းကအလဲယုံတက်တက်ဝင်သွားပါပြီတတိတွေဝဲကျင်တဲ့တက်ကြောင့်မူလာတာဖြစ်ပါရဲ့အခုဆိုရင်တော့ line ပေါ်မှာအရန်ခစ်စာနေရဒီနေ့ကတော့ဒူးရင်သီယိုရီယာသီမြန်မာသီပေါ့နော်ဒူးရင်သီခစ်စာနေတဲ့ကြောင့်မူဒူးရင်သီကိုမင်းနင်းတို့ like ရှာနေပါတယ်အပြင်မှာလက်လီလေးတွေဆိုမှမင်းနင်းတို့ကဒါလေးတွေတဆိုင်ပြီးတဆိုင်လိုက်ပြီးတော့ကြီးနေတာပါသူ့ဈေးနဲ့သူ့အစားစားပေါ့နော် ခုချိန်ကတော့ဒါလေးကရေးသီးမော်လမြိုင်သီးတွေရှိတယ်။ယူရီးယားသီးတွေလည်းရှိပါတယ်။ဈေးရုံနဲ့မှာတော့မင်းင်းအမြင်တော့အထက်ထဲမှာသူကပွဲရုံနေဖြစ်တဲ့အတွက်ကြောင့်မို့သူကဒိုင်ဈေးတွေပေါ့နော်။ပြန်ရောင်းမဲ့လူတွေတဆင့်ပြန်ရောင်းမဲ့လူတွေလက်ကားဒိုင်နေပါ။အိုအံ့ဩရတယ်မင်းနေလေတညင်းသီးတွေခွန်ခွာပြီးသားရှိတယ်ခွန်မခွာသေးတာရှိတယ်ကိုကြိုက်နှစ်တက်ရဝယ်လို့ရပါတယ် စိတ်တလုံးပါလားကြီးနေရလေရာသီချိန်ဖြစ်တဲ့တည်းကမိုးတည့်ရတီးတည်ရအရန်ပေါ်အော်ကီလိုမကလာသေးသေးတယ်တွေ့ပါတယ်ကီလိုမကလာသေးသေးတယ်တက်ဆင်ပြန်ရောက်မှဆိုရင်အနည်းဆုံး10လုံးသေးတို့အဲ့လိုမျိုးတွေရောက်လာပါတရက်သီးဆိုရင်လည်းချင်းလိုက်သေးတို့နတ်နတ်သီးဆိုလည်း10လုံးသေးတို့အလုံး20သေးတို့အဲ့လိုမျိုးတွေတို့ရောက်လာပါနော်တစ်လုံးချင်းနေမင်းတို့မေးတာမရောက်ပါဘူးအဲ့တော့တရက်သီးတွေကလည်းအခုချိန်ဆိုတော့စိတ်တစ်လုံးကခစ်ဖြစ်နေကြမှုစိတ်တစ်လုံးတွေရောက်လာတယ်နောက်တစ်ခါ နှုတ်နှုတ်နှုတ်သီးချွန်ချွန်လေးနဲ့အသီးလေးတွေလေတရက်တည်းအမဲအဲ့ဒါရှိတယ်။နောက်ကစုံဥတွေလေအာအများကြီးကစုံဥတွေခုဆိုရင်သီးနံတန်းတွေလေမင်းနေတီးသီးသီးမင်္ဂလာဆေးကိုမရောက်ဘူးတဲ့အတွက်ကြောင့်မင်းနေကအရန်ကိုပျော်နေပါတယ်သဘောတွေကြတယ်။ချဲရတဲ့မိတ်ဆွေတွေလည်းမင်းနေနဲ့တူတူကြည့်လို့ရအောင်မင်းနေကဒီ plot လေးကိုတင်ပေးတာဖြစ်ပါတယ်။ခုချိန်ကတော့နန်းနတ်သီးပေါ်ချိန်ဖြစ်တဲ့ကြောင့်မို့နန်းနတ်သီးတွေလည်းအများကြီးပဲ။ ရိုးရီယာသမောသီးတွေလည်းအများကြီးပဲဓာတ်ပုံရိုက်မယ်ဆိုလည်းအရန်လာပါတယ်။သီးနှံလေးတွေရောင်သွေးစုံလင်းတဲ့ကြားထဲမှာဓာတ်ပုံလေးတွေရိုက်လို့ရပါတယ်။ခုလီယာမင်းနင်းတို့ကတော့ဈေးကွဲချိန်လေးဖြစ်တော့တကြောင်မို့မင်းနင်းတို့ကအေးအေးဆေးဆေးလေးဝယ်လို့ရပါတယ်။မင်းနင်းထင်တော့မနက်အစောကြီးဈေးဝယ်သူတွေရှိတဲ့အချိန်ဆိုရင်တူတူကျိတ်စီနေမဲ့ဈေးလို့ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခုချိန်ခုချိန်တွေကဈေးတွေဈေးတွေမှာရောင်းနေကြပြီဆိုတော့ဒီမှာက ပြန်ရောင်းမဲ့လူတွေကဒီအချိန်သိမရှိတော့ဘူးပေါ့နော်။ကဲအခုဆိုရင်တော့ကြက်မောက်ဒီဂိုင်းဆက်ဒီမော်လမြိုင်ရိုးတွေကဒီပေါ့နော်။ဟိုအသားကြီးရလဲအထူးကြီးတွေပဲမင်းရင်စကြည့်လိုက်တာအစေ့ကျွတ်တယ်အရန်ကောင်းတယ်မျိုးကောင်းပါတယ်။သူ့ဆာဆာရှိရဲ့တေးလေးတွေရှိရဲ့အလေလက်ရှိတယ်အကြီးရှိရဲ့၄မျိုးလောက်ခွဲထားတာဒါပေမဲ့မင်းရင်တော့အကြီးဆုံးကောင်းကြီးပဲယူလိုက်တယ်။ဒီအသီးတွေကအထဲထဲမှာအသားကြီးအထူးကြီးပါပဲ။မင်းရင်ကအလုံး၃၀၀ တငယ်ချင်းကအလုံးနေရအလုံး900ဝယ်လိုက်ပါတယ်ဒီလိုများများဝယ်မယ်ဆိုရင်တော့အပြန်ကိုတက်စီနဲ့ပြန်မှပဲရပါမယ်အထုံးနဲ့ဆိုရင်ဘတ်စကားစည်းဖို့ကလည်းအဆင်မပြေဘူးအထဲထဲကလည်းအပြင်းကြီးတွေ့ရတယ်။ကဲအခုကတော့ဒီမီဆာဘူးတွေဒူဝင်းဒီတယ်လေးလိုက်ရှာတာတလုံးတစ်တောင်းခွဲတဲ့ဒီလုံး Estone Mini ယူလိုက်ပါတယ်။တလုံးခွဲရတာဟုတ်တယ်ဗျာဒါတစ်တောင်းခွဲဖို့တဲ့။ဒီကနေ့ကတော့2000ကျပါတယ်။ ကဲအခုဆိုရင်ပစ္စည်းတွေဝယ်ပတ်တာစုံသွားပါပြီအကုန်လုံးဝယ်ပြီးသွားပါပြီဟုတ်ပြီဆိုရင်ဂါလီလေးစီးတော့ပြန်လာတော့မယ်ဂါလီလေးတော့ပစ္စည်းတွေတင်ပြီးတော့တာတာကာစီပေါ်နော်ကာငါမှုတွေမင်းတို့လည်းမတန်းအောင်ဖတ်ပါသည်ကဲတငယ်ချင်းနှစ်ယောက်နဲ့အတူမင်းတို့သုံးယောက်တူတူသွားဝယ်ကြတာပါလိုက်ပြီးတယ်တငယ်ချင်းတွေကိုလည်းယေရှုတင်ပါတယ်ခုချိန်လေးကလူမရှုပ်တဲ့ချိန်လေးဆိုတော့ အပြင်ထွက်နေတော့ပူရဲဒါပေမဲ့ဝေရတာအရန်အဆင်ပြေပါတယ်မိုးလည်းမရတော့လीချက်ချောက်တူတူလေးနဲ့ဝေလို့ကောင်းပါတယ်နော်အောင်ဝေဖို့ဗျာကဲအခုဆိုရင်အိမ်ပြန်ရောက်ပြီဆိုတော့ဝေလာတဲ့ဟာလေးတွေကိုတန်းစီပြီးချပြီးတော့တမျိုးတမျိုးမင်းနဲ့စားပါတော့မယ်ဂျူးရင်းသေးစားပြီးရင်မင်းကုတ်တီကိုစမ်းစားပါတော့မယ်ကဲမင်းရဲ့ YouTube လေးကိုကြည့်ပြီးတော့ကြကြမအားလုံးကိုကျေးဇူးတင်ပါတယ်